accessibility setting နဲ့ဖုန်းအတန်ပူကျလာအောင်လုံးနည်းကိုတင်ပေးမယ်ဖုန်းအတန်တိုးနေလို့ဆင်းညစ်နေရဆိုရင်တော့ခုကျွန်တော်ပြောတဲ့ setting ကိုလွတ်လိုက်ပါဒီ setting ကိုလွတ်လိုက်တာနဲ့တင်ရဖုန်းအတန်ပူပြီးကျလာမှာဖြစ်ပါတယ်ဘယ် setting တွေကိုလွတ်ရမှာလဲဆိုတာသိချင်ဒီ video ကိုအဆုံးထိကြည့်ပါဒီမှာဆိုရင်ကျွန်တော်တို့ accessibility setting မှာ setting တစ်ခုပဲလုပ်မယ်เนาะအဲ setting လုပ်ပြီးရင်ဖုန်းအတန်ပူကျလာမှာဖြစ်ပါတယ် ကဲအချိန်မဆွဲပန်းတဲ့ဒီဗီဒီယိုကိုစလိုက်ရအောင်ကျွန်တော်တို့ဒီ setting ထပ်ကိုဝင်မယ်နော် accessibility setting ကိုဘယ်မှာသွားရှာရမှာလဲဆိုတာကိုပြမယ်အရင်ဆုံးတော့ဒီ setting ထဲကိုဝင်ပြီးရင်ကျွန်တော်အောက်ကိုဆွဲမယ်ဒီမှာ additional setting ကိုရှာရမှာဖြစ်ပါတယ်เนาะဒီ additional setting မှာဘက် accessibility setting ရှိပါတယ်ဒီမှာเนาะ accessibility เนาะအကောင့်ကိုနှိပ်ရမှာဖြစ်ပါတယ် okay accessibility setting ကိုနှိပ်ပြီးရင်ကျွန်တော်ဒီမှာ b scene ရှိမယ် hearing ရှိတယ် physical ရှိရနော် ကျွန်တော် hearing ကိုနေမယ်ကျွန်တော်ဒီမှာ setting တစ်ခုကို ဖွင့်ပေးရမှာဖြစ်ပါเนาะ setting တစ်ခုကိုပဲဖွင့်ပေးရမှာเนาะအဲ setting ကဘာလဲဆိုရင် mono audio ဒီဒီ mono audio ဆိုတဲ့ setting ကိုဒီလိုပုံစံနဲ့အဖွင့်လိုက်ပါเนาะ okay ဒီ setting ကိုဖွင့်ပြီးရင်သူကကျွန်တော်ဒီဒီ audio balance ကိုကျွန်တော်ဒီမှာအလဲတက်တက်မှာเนาะကွတိအလဲတက်တက်မှာပါထားမယ်เนาะအလဲတက်တက်လောက်မှာပါထားလိုက်မယ်เนาะဒီလိုပုံစံနဲ့အလဲတက်တက်လောက်မှာပါထားလိုက်မယ်เนาะ โอเคအလက်တစ်လောင်းမှာထားပြီးတော့တို့ဒီမှာတို့ accessibility မှာလောက်ဒတ် setting အပိုင်းပြီးသွားပြီအခုကျွန်တော်လောက်ရမှာက application တစ်ခုနဲ့เนาะဖုန်းအတန်ပို့ပြီးချဲလာအောင်လောက်ရမှာဖြစ်ပါတယ် account ကိုလုတ်ဖို့အတွက်ကျွန်တော်တို့ဒီ play store ထက်ကိုဝင်ရမှာဖြစ်ပါတယ်เนาะဒီ app store ကိုဝင်ပြီးကျွန်တော် application တစ်ခုကို download ဆွဲရမှာဖြစ်ပါတယ်เนาะကိုဖုန်းမှာရှိတဲ့ play store ထက်ကိုဝင်လိုက်ပါ โอเค Play Store ကိုဝင်ပြီးရင်ကျွန်တော်ဒီ source setting ရှိရနော်ဒီ Play Store မှာဒီအောက်အောက်နားလေးမှာပဲနော် source setting ရှိတယ် account ကိုနေမယ်ဒီ account ကိုနေပြီးရင်ကျွန်တော်ဒီ source app ရှိရနော်ဒီမှာ volume booster လို့ရှာမယ် volume ဒီလိုပုံစံ volume booster လို့ရှာမယ်နော် volume booster ဒီလိုရှာလိုက်မယ်โอเคဒီလိုရှာပြီးရင်ကျွန်တော်ဒီထက်ကနေ application တစ်ခုကို download ဆွဲရမှာဖြစ်ပါတယ်ဒီ application နော် volume booster good tip เนาะဒီ application ကို install လုပ်ရမှာဖြစ်ပါတယ်ဒီ application ကို install လုပ်လိုက်ပါဒီ application ကအရန်ကိုမိုက်ပါတယ်เนาะကျွန်တော်တို့ဒီမှာအဲ install လုပ်လိုက်เนาะ 4MB လောက်ပဲရှိမယ်เนาะအရန်ကိုမိုက်ပါတယ်ဒီ application ကအကောင်းဆုံးလို့ပြောလို့ရတယ်ဖုန်းအတန်တူရင်တော့ဒီ application ကိုတုံးလိုက်ပါကျွန်တော်ဒီ installing ဖြစ်နေပြီเนาะ installing ဖြစ်ပြီကျွန်တော်ဒီကနေလဲ open နေပြီးမှဝင်လို့ရတယ်ဒီ application တက်ကိုเนาะကျွန်တော်ဒီကနေမဝင်ချင်ဘူးဆိုရင် ကျွန်တော်ဒီဒီဒီကနေကျွန်တော်ဝင်မယ်နော်။ Okay ကျွန်တော်တို့ဒီ volume booster application ထက်ကိုဝင်မယ်။ဝင်နိုင်တဲ့သူကဒီလိုပုံစံလေးပေါ်လာမှာဖြစ်ပါတယ်။ကျွန်တော်ဒီမှာ allow ကိုနေမယ်နော်။ဒီ volume ကကိုယ့်ရဲ့ phone ကတန်မဲ့ဖြစ်ပါတယ်။ဒီ oppo ဆုံးကနော်ကိုယ့်ရဲ့ phone ကတန်နော်။ဒါဒါကနော်ကိုကိုယ့်ရဲ့ phone ကတန်မဲ့ဖြစ်ပါတယ်နော်။ဒီကောင်အတိတ်ကမဟုတ်ပါဘူး။အတိတ်ကပါလဲဆိုရင် boost နော်။ boost နော်ကိုယ့်အတန်ကိုပို့ပြီး boost လုပ်မယ်နော်။ကိုယ်ဖုန်းမှာလုံးဝအတန်မကြားရဘူးဆိုရင်တော့ဒီလောက်ပေါ့ 50ရာခိုင်နှုန်းလောက်လိုလိုက်ပေါ့နော်ဖုန်းမှာအတန်တော့ကြားရတယ်နည်းနည်းလေးပဲကြားရတယ်ဆိုရင်20ရာခိုင်နှုန်းလောက်ပဲလိုလိုက်ပါ25ရာခိုင်နှုန်းဒီလောက်ပဲလိုလိုက်ပါနော်လုံးဝကိုမကြားရရင်40လေးစားလိုလိုက်ပါဒီကလိုနည်းနည်းလေးကြားရတယ်ဆိုရင်25လောက်ပဲလိုလိုက်ပါနော်ဒီကောင်ကိုအများကြီးမချက်လိုက်ရနော်ဒီလိုချက်ချင်းအပြင်နော် ဖုန်းစပီကာပြက်နိုင်ပါတယ်เนาะအဲအကြောင်းဒီကောင်ကိုပုံမှန်လောက်ပဲလုပ်ပါလို့ကျွန်တော်ပြောရှိပါတယ်အများကြီးလည်းမလုပ်ပါနဲ့ပုံမှန်လောက်ပဲလုပ်ပါလို့ကျွန်တော်ပြောရှိပါတယ်เนาะโอเคဒီကောင်ကိုလုပ်ပြီးရင်ဖုန်းအတန်ပူပြီးကျဲလာမှာဖြစ်ပါတယ်မယုံရင်စမ်းကြည့်ပါဒီကနေ့အတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တကယ်လို့တင်ကကျွန်တော် YouTube channel M3 Magic ကို subscribe မလို့ရသေးရင်ဒါ subscribe လေးလုပ်ပြီးပါ